လိုက်ဆိုင်ကိုကြည့်ရှုနေကြတော့ပြည်တွင်းပြပရဟရှင်လူပိဋကကြီးအားလုံးဘေးရန်ကိကျမ်းမာချမ်းသာကြပါစေ။ယာဒီဆဝန်းတို့တရွေ့ရွေ့ပြောင်းလာတာယခု2025အောက်တိုဘာလရောက်ရှိလာပါပြီ။အောက်တိုဘာအောက်တိုဘာဆိုတာဆောင်းတွင်းကာလပေါ့နော်။တရင်ဝါလာကျော်ပြီးတဆောင်းတိုင်းနှီးပြီ။နဂတရားတွေလည်း တဖြည်းဖြည်းနဲ့စုဝေးထွန်းတောက်လာနော်နေကြလာကြဖြစ်စဉ်တွေလည်းစတင်ပါမှာတော်တော်လေးဖြစ်သွားပြီလူတွေရဲ့ time mind လေးလံတာတွေတောကဖြာပါလာတွေလည်းတော်တော်များများခံစားကြရအောက်တိုဘာမှာတော့အကြည်တလေးတွေပေါ့ဗျာအကြည်တဆိုတာပါလေဆိုစိတ်နှလုံးကြည်မှုကံကောင်းမှုလမ်းသာမှုအလုတ်တွေရာသူတွေဘဝတွေတွေနဲ့ ကိုလိုချင်တာတွေရရှိအောင်တိမ်ပိုက်နိုင်ဖို့ဘဝရဲ့လေးအောင်ကြီးတွေလာပါပြီအခုအော်တိုဘား9ရက်နဲ့10ရက်ကြာမှာတော့ဇာတိဘွားတွေရဲ့ကံကြမ္မာအဆူပြောင်းရှောင်းရဆောင်းရလေးတွေပြောပြပါသူဇာတိဘွားသူဇာတိဘွားဆိုတာစက်တင်ဘာ23နဲ့အော်တိုဘား23ကြာမှာမွေးဖွားသူတွေဖြစ်တယ် ဒီရာဒီဘွားတွေကရဲဝင်ပြတ်သားစွာပြောင်းလဲလိုက်တော့ကြောင့်အကြောင်းတရားတွေကအောင်မြင်မှုလမ်းကြောင်းပေါ်ရောက်သွားမယ်။လက်လွတ်စပယ်လုတ်ကင်မှုတွေရှောင်မှုတော့လူတယ်။တတ္တိနားလဲတဲ့ပညာရှင်တွေနဲ့လက်တွဲလုတ်ကင်သင်ပါတယ်။ဖန်တီးမှုအသေးစားများတာလုံရင်းကင်ရင်နဲ့အဆင်ပြေတူးတက်သွားပါလိမ့်မယ်။ကျမကြီးအနေနဲ့ခြူချမှုရှိတယ်။ငွေဝင်ကောင်းမဲ့အလုပ်များမယ်။ချစ်သူနှလုံးသားအိမ်တော်ကြီးတာရမယ်။အဟောင်းအဟောင်းတွေကနေအသေးအသေးပြောင်းလဲပြီး လူရောကံရောညာရောထိုးတက်သွားတဲ့အချိန်တခု ပြောင်းလဲနေပါတယ်။တတိသာမှာတော့အတင်းအဖွဲနဲ့လှုပ်တဲ့ကိစ္စတွေမှာမထင်မှတ်တဲ့အမာယွန်းလေးတွေပါလာတတ်ပြီးခုခေါင်းပေါ်ရောက်လာမှုရှိတယ်။အဲဒီအမာယွန်းတွေမပါအောင်စာရွက်စာတမ်းလူကိုယ်တစိ့ငွေကြေးရစတည်တည်တတ်တတ်နှစ်ခါသုံးခါပြန်စစ်ဖို့လိုပါတယ်။ဝယ်ဆရာမယ့်အရာတွေကတော့ဒီကာလတွေမှာကြောပြဲရင်ပြဲလေပြီး သူများစီကရောင်းလိုက်တဲ့အဝတ်အဟောင်းအညစ်အတက်ဟန်ဆောင်ထားတာဒီမဝတ်ဖို့လိုပါတယ်အတက်ကိုအတက်နဲ့တူအောင်ဝတ်ပါအဲ့ဒါဆိုအဟောင်းဆိုတဲ့ကံတရားတွေရပ်သွားပါလိမ့်မယ်အိမ်ထဲမှာရှိတဲ့အိုးကွက်ဗကန်အဆုပ်အပြဲများလူကိုယ်တစိအဟောင်းများဖုံဟောင်းဖုံးပြက်များစွန့်ပြက်ပါနှစ်လေးခွန်ပတ်လဲထီထိုးပေးပါအနုတ္တရောပုဒိတဓမ္မတာရီဂုံတော်တနေ့ပရိသတ်ပါစိတ်ပါ အလှဒါနအသေးစားလေးတွေမပြတ်ဒလစက်လုံနိုင်ရင်ပူကောင်းပါလေသူရာစီဘွားမိသားစုများကြားမှာထီပေါက်နိဗ္ဗာန်ရောက်ပါသည်